်သင်ကစစ်သားတွေဖြင့်တင်ဆောင်ထားတဲ့တိုက်ခိုက်ရေးတင်ပေါ်ကြီးတစ်စီးပေါ်မှာရှိနေတယ်ဆိုပါစို့ရုတ်တရက်သင်စီးနေတဲ့တင်ပေါ်ရဲ့ခြေအောက်ကနေမမျောလင်းပဲနဲ့ပေါက်ကွဲတဲ့အတန်တစ်ခုကိုလည်းသင်ကြားလိုက်ရတဲ့အခါဘာဖြစ်တယ်လို့သင်ထင်မလဲဒီလောက်ဆိုရင်တော့မိတ်ဆွေတို့ဘာဖြစ်လောက်ပြီလို့တွေးမိပြီးထင်ပါတယ်ဒါဟာကျိန်းတည်ပါတယ်မိတ်ဆွေအနေနဲ့ရင်းငုံတင်ပေါ်ရဲ့တိုက်ခိုက်ခြင်းခံရရပြီပဲဖြစ်ပါတယ်ဒါပေမဲ့ စ်တွေရဲ့ပထမဆုံးရေငုပ်သင်္ဘောတွေကတစ်သားနဲ့ပြုလုပ်ထားတာဖြစ်ပြီးအဲ့ဒီရေငုပ်သင်္ဘောကိုအတုံးချကရန်သူစစ်သင်္ဘောတစ်စီးကိုနင်းမြုပ်စေဖို့ကြိုးစားရင်းနဲ့အမောင်ထဲမှာပဲစင်းနှင်းသူကိုယ်တိုင်အသက်ရှူရတံပြီးဒေဆုံးသွားတဲ့အန်ရီတွေကိုပြန်ဆိုင်ခဲ့ကြရတာကို သင်သိထားပါသလားဗီဒီယိုလေးဆက်ပြီးတော့မဆခင်မှာကျွန်တော်တို့ရဲ့ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုပေးဖို့မြင့်တာရက်ခံလိုက်ရပါတယ်ခင်ဗျာ။ရေငုံသင်းမော့တွေရဲ့တမိုင်းကြောင်းက နှစ်ပေါင်း400ကျော်ကလေးကစတင်ခဲ့တာဖြစ်ပါတယ်။အောင်မြင်မှုတွေကြာရှုံးမှုတွေနဲ့အရင်းနှီးများစွာနဲ့စတင်ခဲ့ခြင်းသာဖြစ်ပါတယ်။ Trouble ခေဦးရင်ကုန်တင်ပေါ်1620ပြည့်နှစ်မှာနယ်သာလန်နိုင်ငံသားတီထွင်သူ Cornelis Darby ကအင်္ဂလန်နိုင်ငံမှာပထမဆုံးအနေနဲ့အလုပ်ဖြစ်တဲ့ရင်ကုန်တင်ပေါ်တစ်စင်းကိုစတင်တီထွင်ခဲ့ပါတယ်။ဒါပေမဲ့ဒီကနေ့ခေရင်ကုန်တင်ပေါ်တွေနဲ့တော့လုံးဝမတူညီပါဘူး။ သေးငယ်တဲ့တစ်သားလင်ငယ်လေးတစ်စင်းကိုစီရီတုတ်လင်းထားတဲ့တရည်နဲ့အဖော်ကနေအုပ်လိုက်ကတန်ကွင်းနေနဲ့ဝိုင်းရံပြီးခိုင်ခန့်စွာတိဆောက်ထားပါတယ်။လှေကိုမောင်းနေဖို့အတွက်တရည်နဲ့ဖုံးထားတဲ့ပေါက်တွေကနေတစ်စင်းတော်တက်တွေကို အသုံးပြုကလူစနံဦးနဲ့မောင်းနေခဲ့ကြပါတယ်။ Travel ခေဦးရင်ကုန်တင်းမဟာ15မီတာအနည်းနဲ့4.5မီတာအထိမုန်ရှိုးနိုင်ပြီးတော့ရေအောက်မှာ3နာရီကြာတဲ့အထိနေနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့အသက်ရှူရတဲ့ပုံစံကသမိုင်းမှတ်တမ်းတွေရမျက်နှာပြင်ကလေကိုစုပ်ယူနိုင်တဲ့ပျော်ရည်နဲ့လေအိတ်တွေကိုအသုံးပြုခဲ့ကြတယ်လို့ဆိုထားပါတယ်။တချို့ကတော့စာပိုတက်ဆီယမ်နိုက်ထရိတ်ကို အပူပေးခြင်းအပြင် အောက်ဆီဂျင်ကို ထုတ်ယူခဲ့ကြတယ်လို့ယူဆကြပေမဲ့ ယနေ့ထိတိုင်အငင်းပွားစရာဖြစ်နေစေ ဖြစ်ပါတယ်။ဒီရင်ငုံသင်းမောဟာ Kim James ရဲ့အရှိမပဲ။ Thames မြေရဲ့အောက်မှာ၃ချိန်တိတိတိတ်ဆိတ်စွာနဲ့အောင်အောင်မြင်မြင်မောင်းနှင်ပြသနိုင်ခဲ့ပါတယ်။ဒီလိုမျိုး အောင်မြင်မှုတွေရှိခဲ့ပေမဲ့လည်းဒီတရှာရေးတက်ကဒီဒီထွန်မှုကိုဆက်လက်ပြီးအကောင့်တွေဖို့မလုဆောင်ခဲ့ပါဘူး1600ပြည့်နှစ်တွေကရေးအောက်ကစစ်ပွဲဆိုတာ စိတ်ကူးယဉ်မှုတစ်ခုသာဖြစ်ပြီးတော့အူစားပေးအရေးတူလောက်ရမယ်ကိစ္စလို့လည်းမတွေးခဲ့ကြပါဘူး။ Coach Nene နဲ့ Total 1985ခုနှစ်မှာအမေရိကန်တို့ကအဲ့ဒီခေတ်ရဲ့အင်အားကြီးမားတဲ့ဗြိတိရှ Empire ကိုပုံကန်နေခြင်းဖြစ်ပြီး ရာလဲတက္ကသိုလ်အကြောင်းသား David Bush နဲ့ကစိတ်ကူးတစ်ခုရရှိလာခဲ့ပါတယ်။ ေးငယ်တဲ့ရေအောက်မှာသွာလာနိုင်တဲ့ရေတစည်းကိုအသုံးပြုပြီးတော့ဗစ်တရှာရေစစ်တင်းမောတွေကိုရေအောက်မှာတိုက်ခိုက်ဖို့အတွက်ပဲဖြစ်ပါတယ်။ Bush နဲ့က The Turtle ဆိုတဲ့ဒူတူဦးထဲစီးနိုင်ပြီးတော့ကျဥ်ပုံတံရှိတဲ့ရေငုံတင်းမောကိုတိဆောက်ခဲ့ပါတယ်။တစ်သားနဲ့ပြုတ်လုထားပြီးတော့တန်ကျိုးတွေနဲ့ခိုင်ခန့်စွာတိဆောက်ထားကအရှိကိုဖြေလျာရန်လက်ဖြင့်လှည့်ရတဲ့ရေချောင်းပြတာနိမ့်မြုပ်ရန်နဲ့ပေါ်ထွက်လာရန်အတွက်ခြေဖြင့်မောင်းရတဲ့ရေဆုပ်ဆက် ်ရင်တည်ငြိမ်စေဖို့အတွက်ခဲလေးချိန်အနောက်ဘက်မှာတက်ဆင်ထားတဲ့အချိန်နဲ့တပြေးညီ ပောက်ကွဲစေနိုင်တဲ့ပုံရန်သူရဲ့စစ်တင်းပေါ်ကိုယ်ထဲမှာဘုံတက်ဖို့အတွက်လက်ကိုရေငုပ်တင်းပေါ်ငယ်ရဲ့အပေါက်ကနေထုတ်ကာဘုံတက်ပေးဖို့ရန်အတွက်လည်းလိုအပ်ပါတယ်။ထော့ထဲရဲ့လှုပ်ဝက်စီမကိန်း1986ခုနှစ်စက်တင်ဘာလမှာတော့စားကြန်အေရာလီက ထောက်ထဲကိုနယူးယောက်စိတ်ကမ်းတွင်ညမောင်ထဲမှမောင်းနှင်လာခဲ့ပါတယ်။သူ့ရဲ့ပြစ်မှတ်ကတော့ HMS Eagle 64ဖြစ်ပြီးလက်နက်တပ်ဆင်ထားတဲ့ယူတရှစစ်တင်ပေါ်တစီဖြစ်ပါတယ်။ဒီကတိတ်ဆိတ်စွာပဲချင်းကပ်လာခဲ့ပါတယ်။ဒါပေမဲ့တင်ပေါ်ရဲ့ကိုယ်ထဲမှာအပောက်ဖောက်ဖို့အတွက်စူးစမ်းနေစဉ်မှာပဲ ရန်သူတင်ပေါ်ကကြီးနီပြားတွေနဲ့တက်ဆင်ထားတာကြောင့်အပောက်ဖောက်မရဖြစ်နေခဲ့ပါတယ်။ စ조사မှုများစွာပြုလုပ်ပြီးတဲ့အခါမှာတော့သူ့ရဲ့ရေငုံတင်ပေါ်ငယ်ကလေးကလေတွေစတင်ကုန်ခန်းလာပါတော့တယ်ဒီလိုနီးနေပဲလီကသူ့ရဲ့စစ်စင်ရေးကိုရဆိုင်ခဲ့ကဘုံကိုလွှတ်ချခဲ့ပြီးတဲ့နောက်စိတ်ကန်းအတွင်းမှာပဲအန်နီယံမရှိပဲဘုံဟာပေါက်ကွဲသွားခဲ့ပါတယ်မအောင်မြင်ခဲ့ပေမဲ့လည်းဒါကတော့ပထမအဆုံးရေငုံတင်ပေါ်နဲ့ရေအောက်ကနေတိုက်ခိုက်ဖို့ကြိုးပမ်းချက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်ဒီဖြစ်ရက်က ယုဒရှရေတပ်ကိုအလွန်တုံ့နှုတ်စေခဲ့ပြီးသူတို့ရဲ့စစ်တင်းမော်တွေကိုအလင်းအမြန်ပဲနေရာပြောင်းရွှေ့စေခဲ့ရပါတယ်။ရင်ငုံတင်းမော်တွေကတိုက်ခိုက်မှုမပြုတ်လို့ဖဲနေကိုရန်သူကိုအတိုင်းထားတကူတီချင်းချမှုပေးနိုင်ကြောင်းတတ်သိပြခဲ့ပါတယ်။အောင်မြင်မှုမရခဲ့သောကြိုးပမ်းမှုများထာထယ်ရင်ငုံတင်းမော်ရဲ့အတွေ့အကြုံကနောက်ထပ်စမ်းသပ်မှုတွေကိုလုံဆောင်ပေးခဲ့ပါတယ်။1800ပြည့်နှစ်အစောပိုင်းမှာ ပြင်သစ်တီထွင်သူ Robert Fulton က Nucleus လို့ခေါ်တဲ့နောက်ထပ်ရေငုပ်သင်္ဘောတစ်စီးကိုတည်ဆောက်ခဲ့ပါတယ်။ဒီတစ်ခါမှာတော့ Napoleon Bonaparte ဖြစ်ပါတယ်။သူ့ရဲ့ရှေးဆောင်ပုံကိုယ်တွေလိုပဲအစိုးရရဲ့ထောက်ပံ့မှုကိုတည်ထွင်နေတဲ့ကာလတစ်ချောင်းမရရှိခဲ့ပါဘူး။ဟောင်းရှိရာအဆက်နှစ်စစ်ပွဲမှာဘုရှ်နဲရဲ့အယူအဆတွေကိုပြန်လည်သုံးသပ်ခဲ့ကြပေမဲ့ဂျီအောက်ကနေအောင်မြင်တဲ့တိုက်ခိုက်မှုတစ်ခုမှမပြုလုပ်နိုင်ခဲ့ပါဘူး။ ရင်းငုံတင်မော်တွေဟာစမ်းတမ်းမှုအဆင့်မှာပဲရှိနေသေးဖြစ်ပြီးထိရောက်တဲ့ဆက်လက်နက်တွေဖြင့်ထိုခေတ်ကာကမရောက်ရှိနိုင်ခဲ့ပါဘူးပထမဆုံးတော့အောင်မြင်မှု HL only American BS အတွင်းမှာမှရင်းငုံတင်မော်တစည်းဟာပထမဆုံးချိန်အောင်မြင်မှုရခဲ့ပါတယ်1864ခုနှစ်မှာတောင်ပိုင်းပြည်ထောင်စုရဲ့ HR Honley ရင်းငုံတင်ပေါက်က Charleston စိုက်ကမ်းပြင်ပမှာရှိတဲ့ USS Houston နဲ့တင်ပေါက်ကိုတိုက်ခိုက်ခဲ့ပါတယ်။ Honley ဟာခြေလျားတဲ့ဒုတ်တံမှာဘုံတတ်ထားတဲ့ Spar Tornado ကိုမြောက်ပိုင်းတပ်ဖွဲ့တင်ပေါက်ရဲ့ကိုယ်ထဲမှာကတ်လိုက်ပါတယ်။ရလက်အနေနဲ့ပေါက်ကွဲမှုကြောင့် Houston နဲ့တင်ပေါက်ဟာမိနစ်ပိုင်းတွင်းမှာပဲနှိမ့်မြုပ်သွားပြီးတော့တင်ပေါက်သား9ယောက်တေဆုံးခဲ့ပါတယ်။ဒါပေမဲ့လည်း ဟွန်လီလည်းမကြခင်မှာပဲနစ်မြုပ်သွားပြီးတောင်ပိုင်းစစ်သား၈ယောက်လုံးတေဆုံးခဲ့ပါတယ်။ဒီပောက်ကွဲမှုကဒီပောက်ကွဲမှုရဲ့ရိုက်ခတ်မှုကြောင့်လားဒါမှမဟုတ်ရေပုံကိုပြန်မတက်နိုင်လို့လားဆိုတာကိုတော့ဘယ်သူမှအတိအကျမပြောနိုင်ပါဘူး။ဒါပေမဲ့ဟွန်လီဟာစစ်ပွဲမှာစစ်တင်းပေါ်တစည်းကိုပထမအဆုံးနစ်မြုပ်စေခဲ့တဲ့ရေငုပ်တင်းပေါ်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့လည်းအသက်အန္တရာယ်များစွာပေးဆက်ခဲ့ရပါတယ်။ အစောပိုင်းရေငုပ်သင်္ဘောတွေဘာကြောင့်အောင်မြင်ခဲ့တယ်လဲအစောပိုင်းရေငုပ်သင်္ဘောတွေဘာကြောင့်အောင်မြင်မှုမရခဲ့တယ်လဲဆိုတော့လေထုတ်လုံနိုင်စွာအကန့်အသတ်ရှိခြင်းရေအောက်မှာလမ်းကြောင်းရှာဖွေရန်လုံးဝနှီးပါမဖြစ်နိုင်ခြင်းရေငုပ်စနစ်တွေရိုးရှင်းပြီးတည်ကျင်မှုမရှိခြင်းခင်မိတဲ့အင်ဂျင်တွေမရှိဘဲနဲ့လူအားနဲ့သာမောင်းနေရတဲ့အတွက်အ мян နှုတ်နဲ့အကွာအဝေးကန့်သက်ရှိခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီကြာရှုံးမှုတွေဟာ20ရာစုမှာ ဒီဇယ်အင်ဂျင်တွေ၊ periscope တွေ၊ TSC battery တွေနဲ့နောက်ဆုံး nuclear engine တွေပေါ်ထွန်းလာဖို့အတွက်အဓိကအုံမြင်ချပေးခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်။နားထောင်ပေးခဲ့တဲ့ပရိသတ်အူးချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။